အောင်မြင်ပြီးမှပြောင်းလဲသွားတဲ့နေထွက်ကြောင့်စိတ်ခံစားခဲ့ရတဲ့ driver ကြတည်တာလဲ နေထွက်ကကျမစလန်ကျမမိဘညာအဖြစ်အရင်အောင်မြင်သွားခဲ့တဲ့မျက်နှာကြက်လက်ပါရှင်။မြန်မာနိုင်ငံကတခြားမျက်နှာတွေနဲ့မတူတဲ့တရုတ်ဆောင်ပုံတွေကြောင့်နေထွက်ကိုဇလန်တွဲမကြည့်တဲ့သူတွေတောင်သတိထားမိကြပါရည်။အခုဆိုရင်နေထွက်ကဆိုင်ဖွန့်ပွဲတွေကြောညာတွေဇလန်တွဲတွေမှာထင်ရှားသူဖြစ်လာခဲ့ပါပြီ။ဒါပေမဲ့နေထွက်ကကျေးဇူးမသိတတ်တဲ့အကြောင်းကိုဖွင့်ချလာသူကတော့နေထွက်ရဲ့ဆရာရင်းဖြစ်တဲ့ဒါရိုက်တာတိရာလင်းဖြစ်ပါရည်။နေထွက်ဆိုပြီးတော့မသိခင်အချိန်တုန်းက Blake ဆိုတဲ့နာမည်နဲ့အတန်ဇလန်တွဲတွေမှာတရုတ်ဆောင်ခဲ့ဖို့သူပါ။အတန်ဇလန်တွဲတွေကိုဇလန်တူလေးတွေအဖြစ်ပြန်လည်ရိုက်ကူးတဲ့အချိန်မှာရိုက်တာတိရာလင်းက Blake ရဲ့ဆရာရင်းဖြစ်ခဲ့ပါရည်။အတန် နဲ့ပဲတယောက်ဆောင်ထားတဲ့ဇလန်တွေကိုပြန်လည်ရိုက်ကူးတဲ့အချိန်မှာ Blake ဆိုတဲ့နာမည်ကိုလူသိများလာခဲ့ပါတယ်။ရိုက်တာတီတာလင်းကတယောက်ဆောင်တင်နန်းကျောင်းကိုတည်ထောင်ပြီးနေထွက်ကိုလည်းဆင်တင်ပေးခဲ့သူဖြစ်ပါတယ်။ နေထွတ်ဆိုပြီးတော့နာမည်မကြီးခင်ကလေးက Blake ဆိုတဲ့နာမည်နဲ့အပိခဲ့သူတွေလည်းရှိခဲ့ပါတယ်။နေထွတ်နဲ့အတူ Rider Theta Lin ရဲ့သမီးအတူတူတရုပ်ဆောင်ခဲ့တဲ့ဇလန်းတွေကလည်းအောင်မြင်ခဲ့ပါတယ်။အခုတော့ Rider Theta Lin ကနေထွတ်ဟာအောင်မြင်ပြီးမှပြောင်းလဲသွားတဲ့အကြောင်းတွေကိုလူအများသိအောင်ပြပြလာခဲ့ပါတယ်။ Rider Theta Lin ကမြို့ပလာဆိုတဲ့ရုပ်ရှင်ဇာတ်ကြီးကိုကိုဗစ်ကာလမတိုင်ခင်ကလေးကရိုက်ကူးထားတာဖြစ်ပါတယ်။အဲ့ဒီရုပ်ရှင်ဇာတ်ထဲမှာနေထွတ်လည်းပါဝင်ပြီးတော့ဇာတ်ကိုကြော်ညာတဲ့အနေနဲ့ပါဝင်သူတွေကဆိုရှယ်မီဒီယာမှာလူသိများအောင်လုပ်ပေးကြပါတယ်။ဒါပေမဲ့နေထွတ်ကတော့ဒီဇာတ်ထဲမှာပါဝင်တဲ့တရုပ်ဆောင်တရုပ်အနေနဲ့တောင်ဇာတ်ကို post တင်ပေးတာကိုမလုပ်ခဲ့လို့ writer တီတာလင်းကတကူးတကပြောခဲ့ရပါတယ်။ ခနာလာပို့စ်တင်ပြီးတဲ့နောက်ပိုင်းမှာလည်းပြန်လည်ဖြုတ်ချသွားခဲ့တယ်လို့ဆိုပါရယ်။စကားပိုစတာအတွက်တပ်ပုံကိုတောင်းတဲ့အခါမှာလည်းအိမ်မှာဂစ်တာတီးနေတဲ့ပုံမဲ့ပို့လာခဲ့တာကြောင့်ရိုက်တာတီတာလင်းကအရန်ကိုနာကျင်ခဲ့ရပါရယ်။တချိန်ကဆရာတပည့်နဲ့အလုပ်တွေအတူတူလုပ်ပြီးမှအခုပြောင်းလဲသွားတာကိုခန်းစားခဲ့ရတာဖြစ်ပါရယ်။နေတွက်ကတယောက်ဆောင်ကောင်းတဲ့မင်းသားဆိုပေမဲ့ကိုရင်တယောက်ဆောင်ထားတဲ့စကားကိုတော့မကြုံညာပေးနိုင်လို့ရိုက်တာတီတာလင်းကဆရာတယောက်အနေနဲ့စိတ်မကောင်းဖြစ်သွားခဲ့ရရှာပါရယ်။နေတွက်ကိုမြေတောင်မြောက်ပေးခဲ့ပြီးမှအောင်မြင်သွားတဲ့အချိန်မှာတက်ခဲ့တဲ့လှီကားတွေကိုမိနေတဲ့အကြောင်းလေးကိုရိုက်တာတီတာလင်းကဖွင့်ချလာခဲ့တာပါ။ ထွေးကအောင်မြင်ပြီးမှအတူတူအလုပ်လုပ်ခဲ့တဲ့ဆရာကိုဒီလိုမလုပ်သင့်တဲ့အကြောင်းကိုတော့သူရဲ့ပြိသက်တီကဝေဖန်နေကြပါတယ်။နေထွေးနဲ့ဒရိုက်တာတီတာလင်းကမှအကြောင်းကိစ္စတစုံတရာရှိခဲ့တာကြောင့်လည်းဒီလိုပြောင်းလဲသွားတာဖြစ်နိုင်တဲ့အကြောင်းခံမှန်းပြောဆိုသူတွေလည်းရှိနေခဲ့ပါတယ်။မီယိုဖလာရုပ်ရှင်ဇာတ်ကားကတောင်မြုံပွဲမှာအကုန်ကျခံပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီးရိုက်ကူးထားခဲ့တာကလည်းကြာမြင့်နေပြီဖြစ်ပါတယ်။တောင်မြုံဒေသခံတွေလည်းကြည့်ရှုနေကြပါမိမယ်။ရုံနေခွင့်မရသေးပဲဒီနေ့အကျွမ်းမှာတော့ပြသခွင့်ရမယ်လို့မျှော်လင့်ထားကြပါတယ်။ဒီဇာတ်ကားကိုရိုက်ကူးစင်မှာလည်းအခက်အခဲတွေများစွာတွေ့ရပြီးတော့နာမည်ကြီးဝတ္ထုကိုအတုခိုးထားတာလားဆိုပြီး ော့မကြာခဏဖုံးဆက်ပြီးတော့အမိခံရတာကိုလည်းကြုံခဲ့ရပါတယ် ရိုက်တာဒေတာလင်းကရိုးရာနဲ့အကြောင်းကိုရိုက်ကူးထားတာစကားဖြစ်လို့ရိုက်ကူးနေစမှာလဲတခုခုမှားသွားမလားဆိုတဲ့စိုးရင်စိတ်လည်းဖြစ်ခဲ့ပါတယ်။ဒီစကားထဲမှာပတ်ဝန်းခဲ့သူတွေထဲမှာအနေထွက်ကြောင့်ရိုက်တာဒေတာလင်းကစိတ်မကောင်းဖြစ်ခဲ့ရပြီးနောက်ပိုင်းမှာတော့သူ့အကြောင်းတွေကိုပြပြသွားမယ်လို့ဆိုပါတယ်။နေထွက်ရဲ့ပရိသတ်တွေကတော့နေထွက်ကိုအောင်မြင်နေချိန်မှာဒီလိုစကားတွေပြောတာဟာမနာလိုတာကြောင့်လားလို့လည်းထင်နေကြပါတယ်။နေထွက်ကလက်ရှိမှာတော့ရိုက်တာဒေတာလင်းနဲ့အလုပ်တွဲမလုပ်တော့ပဲရုပ်ရှင်တွေမှာလောင်ရိုက်ကူးနေပါပြီ။ရုပ်ရှင်တွေမှာလည်းတရုပ်ဆောင်ကောင်းလို့နောက်လာမယ့်နှစ်တွေမှာအကယ်ဒမီရနိုင်တဲ့မျက်နှာတက်လက်ဖြစ်တာမှချီးကျူးခံနေရသူဖြစ်ပါတယ်။ ်နေထွက်ကအောင်မြင်ပြီးမှပြောင်းလဲသွားတာလားဒါမှမဟုတ်သူတို့နှစ်ဦးရဲ့ကြားထဲမှာပြဿနာတခုခုရှိနိုင်ခဲ့သလားဆိုတာကောမမအမြင်လေးတွေကိုပြပြပေးခဲ့ပါအောင်နော်ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်